လျင်စီမီလို့ဖြေဆိုခဲ့ရတဲ့တနားစီယာမီတာဆိုရဲ့ဘွားဆက်ကြောင့်ဆွန်လာ၁၂ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အိန္ဒိယလျင်ပြက်ကြားမှုမှာတော့လူပေါင်းများစွာရဲ့အသက်တွေဆုံးရှုံးခဲ့ရပါတယ်။ဒီတရကားမှာဆော်ဘင်အင်ဂျင်နီယာဒေါက်တာပရာတေဂျိုရှီတို့မိသားစုရဲ့ဖြစ်ကလည်းရှင်းနေစရာပါ ဒေါက်တာပရာတေဂျိုရှီယာလန်ဒန်မြို့မှာမိသားစုစာဝတ်နေရတဲ့6နှစ်ခန့်တရားထဲလှုပ်လှုပ်ခဲ့ပါတယ်။အဲနောက်မှာတော့ဒေါက်တာဟာလွယ်တဲ့ပတ်စံတွေရတာကြောင့်အိန္ဒိယမှာကြံခဲ့တဲ့ဇနီးလေးနဲ့သားသမီးတွေကိုလာပြန်ခေါ်တာဖြစ်ပါတယ်။အစောပိုင်းမှာတော့ဒေါက်တာပရာတေဂျိုရှီတို့မိသားစုတစုလုံးဟာကလေးတွေရဲ့အနာဂတ်တွေအင်္ဂလန်နိုင်ငံကိုပြောင်းရွှေ့ရတော့မှာမလို့အားလုံးကလည်းပျော်ရွှင်နေကြတာဖြစ်ပါတယ်။ထိုင်းမလေးကန်ဆိုးစွာနဲ့ဒေါက်တာပရာတေဂျိုရှီတို့မိသားစုဆင်းနေခဲ့တဲ့အိန္ဒိယလေးရင်ဟာပြတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လေဒေါက်တာပရာတေဂျိုရှိတို့မိသားစုတစုလုံးဟာအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။လေရင်မထွက်ခင်မှာတော့မိသားစုတစုလုံးဘဝရည်မှန်းချက်ပြည့်ပြီမလို့ဓာတ်ပုံလေးတောင်မှရှိုက်ကူးခဲ့ပါသေးတယ်။ဒေါက်တာပရာတေဟာ6နှစ်လုံးပင်မဲစွာနဲ့ငွေရှာခဲ့တာဖြစ်ပေမဲ့လည်းနောက်ဆုံးရလဒ်ကမိသားစုတစုလုံးကိုမရနာလန်ကိုပို့ဖို့ဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်လေတနာကုနာတက်နေကြရတာဖြစ်ပါတယ်။